အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့တွေဒီခဏတော့ Grade 11 English Unit 4က22 enough to possible grammar ကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်ရဲ့ channel လေးကနေ Grade 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြင်ပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တစ်ဆက်ပေးသွားမှာကြောင့်မို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့ဥစွာတောင်းဆိုပါရစေဒါဆိုသင်ခန်းစာလေးကိုစတင်လိုက်ကြရအောင် fit to and enough to 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 ကတော့လွန်လွန်းတယ်ဆိုတဲ့အဓိပ္ပာယ်တခုခုလုပ်ဖို့တခုခု ဖြစ်ဖို့အတွက်လွန်လွန်းတယ် enough to ကတော့လုံလောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် to 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 has a negative meaning to မှာကတော့တဲ့ a negative meaning အနှုတ်တဘောဆောင်တဲ့အဓိပ္ပာယ်ရှိတယ်တဲ့မကောင်းတဲ့အဓိပ္ပာယ်ပေါ့နော် it means more than is necessary or desirable သူကတဲ့လိုအပ်တာထက်ကိုပိုသော ကိုလိုချင်တာထက်ကိုပိုသောဆိုတဲ့အဓိပ္ပာယ်ရတယ်တဲ့ it can be used with an adjective or an adverb သူကို adjective တမဟုတ် adverb တခုနဲ့သုံးနိုင်ပါတယ်တဲ့ example ကြည့်အောင် the patient was too weak to bear his weight လူနာဟာတဲ့သူ့ရဲ့လေ့ကျင့်ကိုခံနိုင်ဖို့အတွက်အားနယ်လွန်းနေတဲ့သူအလေ့ကျင့်ကိုခံနိုင်မှုလို့ပြောတာဖြစ်ပါတယ် my nerves sang too loudly for me to have a sound sleep last night ကျွန်တော်ရဲ့အိမ်ကြီးတွေကကျွန်တော်မနေ့ညကနက်နက်ချက်ချက်အိပ်ပျော်ဖို့အတွက်တခြင်းတွေ အကျယ်ကြီးဆိုခဲ့လွန်းနေတဲ့ဒါတစ်ချက်နဲ့ကျယ်ကြီးဆိုခဲ့လွန်းလို့သူနည်းနည်းချက်ချက်မိတ်ပြောနိုင်ခဲ့ဘူးလို့ပြောတာဖြစ်တယ်လောက်တလီကတော့ adverb ပေါ့ဗျာဒီနေရာမှာ to နဲ့ to နဲ့ကြားမှာ adjective ရေးတယ် to နဲ့ဒီဟာက subject မတူလို့ပါပြီးမှကျွန်တော်တို့စစ်ပြီးတော့မှဆွေးနွေးကြမယ် to နဲ့ for to ကြားရမှာကျွန်တော်တို့က adverb ကိုရေးပါတယ် နောက်တစ်ခု enough to enough ကတော့ means as much as necessary လုံလောက်တော့ဆိုတဲ့အဓိပ္ပာယ်ပေါ့ဗျာ it can be used when adjective for a verb သူ့ကိုလည်း adjective မဟုတ် a verb နဲ့ပြဲပြီးတော့မှရေးရပါတယ်တဲ့ the patient was not strong enough to bear his weight ဒီနေရာမှာ true က negative သဘောရှိပြီးသားဖြစ်တဲ့အတွက် negative တွေ not တွေပါတယ်ထည့်စံမလို့သူကျတော့ enough to က negative သဘောမှာပါတဲ့အတွက် negative သဘောကိုပါခြင်းကျွန်တော်တို့က not ကိုပဲတုံးပေးရတယ် the patient was not strong enough to bear his weight သူ allergy ကိုခံနိုင်မှုအတွက်လုံလုံလောက်လောက်အားမကောင်းဘူးလို့ပြောတာဖြစ်ပါတယ် we are not acting quickly enough ကျွန်တော်တို့ဟာလုံလုံလောက်လောက်အမြန်မဆောင်ရွက်နေကြဘူးတဲ့ to prevent climate change ရာသီဥတုပြောင်းလဲခြင်းကိုကာကွယ်ဖို့အတွက်လုံလုံလောက်လောက်ကျွန်တော်တို့မပြုတ်မှုမဆောင်ရွက်နေကြဘူးလို့ပြောတာဖြစ်ပါတယ် ဒီအကြောင်းကိုကျွန်တော်တို့ Isabel စဉ်းသက်နေနဲ့ပြန်ပြီးတော့မှလေ့လာကြအောင်လို့အဲ့တော့ note that မှတ်ထားပါတဲ့ the adjective or ever comes between two and two adjective တို့မဟုတ် ever ဟာ two နဲ့ two နဲ့ကြားထဲမှာပဲလာရတာတဲ့ and ပြီးတော့ enough comes after the adjective or ever it modifies ၎င်း to modify လုပ်တဲ့ adjective ever ပြီးမှသာ enough ကလာတာတဲ့အဲ့တော့ဒီမှာလက်ကြည့်လိုက်ပါ adjective ပြီးမှ enough ဆိုတဲ့ enough လာတာ ever ပြီးမှ enough လာတာဖြစ်ပါတယ် အဲ့တော့ဒါကတော့ practice လုပ်ရင်ဒီကြံ့ကျင်သွားမယ်ပေါ့နော်။ဒါဆင်ကျွန်တော်တို့ Isabel Sinclair လေးကိုသွားကြအောင်။အဲ့တော့ပထမဦးဆုံး two two The coffee was very hot. We couldn't drink it. ဒီစတဲ့အကြောင်းကိုကျွန်တော်တို့က two two နဲ့ရေးမယ်ဆိုရင်အရင်လွယ်ပါတယ်။သူက negative သဘောလဲဆောင်းနေတဲ့အတွက် two two နဲ့ရေးမယ်ဆိုရင်အဲ့ဒီနေရာမှာ two tap ပဲ adjective ကိုကတ်လို့ရေး two by one နဲ့ဆက်လို့ပဲ subject နဲ့ two two for two ပါပဲခင်ဗျာ။ ဲ့တော့ subject တူလားကြည့်လိုက်မယ်ဒီမှာကတ coffee ဒီမှာက we ကျွန်တော်တို့က subject မတူအဲ့ဆို2 for 2နဲ့ရေးရမှာအဲ့တော့ very နေရာမှာ2ထပ်ပေး adjective ကိုကတ်လို့ရေးရမယ် the coffee was too hot for ဒီ we ကိုကြတော့ကျွန်တော်တို့က preposition ရဲ့အနောက်မှာကြောင့်မို့ဒီ object form ပုံစံပြောင်းပေးရမယ်အဲ့ကြောင့်မို့ s ဖြစ်သွားတာပြီးတော့မှ to နဲ့ဆက်ရုံမယ် to မှာကျွန်တော်တို့က negative သဘောပါပြီးသားဖြစ်တဲ့အတွက် နော့တွေပါတွေကဘာမှထက်တွင်းစားစရာမလိုတော့ဘူးအဲ့တော့ the coffee was too hot for us to drink ဖြစ်ပါတယ် the school is very full my daughter cannot walk to it အဲ့တော့ဒီမှာလည်းတူတူပဲ subject မတူဘူးဒီမှာ the school ဒီမှာက my daughter very near မှာ to tap adjective ကိုကတ်လို့ရေးပြီးတော့မှ to but one နဲ့ဆက်လို့ပေးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောဖို့ကြံတော့တာ int တွေပါလာရင်သူညွန့်တဲ့နံစားတွေပါလာရင်ဖြုတ်ပေးရပါမယ်အဲ့တော့ the coffee is to very near ma to to pay adjective ကိုကတ်လို့ရေး subject မတူတဲ့အတွက် for my daughter to walk to ဖြစ်ပါတယ် to တော့ဖြုတ်ထားခဲ့ကြရမလို့ prepositioning ပါရင်ထပ်ထည့်ပေးရမယ် my father is very old he cannot walk hurt ဒီမှာလေးဒီတိုင်းမယ်အဲ့တော့ subject က my father he ဆိုတဲ့အတွက် dhi di my father ကိုပဲပြောတာကြောင့်မို့ subject ကတူတယ်အဲ့တော့ very near ma to to pay my father is too old ပြီးတော့မှ that one နဲ့ဆက်လက်ယူမယ် to work hard ဖြစ်ပါတယ်နောက်တစ်ခု the parcel is very heavy i cannot lift it ဒီမှာက subject the parcel i subject မတူ subject မတူတော့ to for to နဲ့ရေးရမှာ very ညမှာ to ထပ်ပေး the parcel is too heavy for me ဖြစ်သွားရမယ်သူက object ပုံစံဆိုတော့ me ပြီးတော့မှဒီအနောက်ကကို to နဲ့ဆက်ယူမယ် idea ကတော့ပြုတ်ပေးရမယ် to lift ဖြစ်ပါတယ် now fine They were very late. They couldn't catch the train. They this red subject to their subject to not to na yume. Very near to tape a jetego kaloye to ba one salope. And they were too late to catch the train. The water is very dirty. We cannot drink it. The water, the maga we subject to the red two for to na yama. The water is very near to tape a jetego kaloye for us. ပြီးတော့မှ to drink idea သူညွန်းတဲ့နံစားတွေကိုပြန်ထုတ်ပေးရမယ်။ဟုတ်ကဲ့ဒါဆိုရင်စက်တဲ့အကြောင်းကို to to နဲ့ဆက်တာကိုတည်သွားလိုက်ပြီလို့ထင်တယ်။နောက်တစ်ခု enough to နဲ့ဘလို့ရေးရတယ်လဲလေ့လာကြအောင်ဆို enough to က she is quite old she can live alone သူဟာတော်တော်လေးနော်အရွယ်ရောက်ပြီ she can live alone သူတယောက်တည်းရပ်တည်နေပြီတဲ့အဲ့တော့ subject က she she ဖြစ်တဲ့အတွက် subject တူတယ်ဒါဆိုရင် enough to နဲ့ရေးရုံပဲအဲ့တော့ she is Oh, enough. No, quite got a very negative to do. We are me. Do a three time, my the adjective be enough lare surave. Enough to, you don't know, go, you may enough to live alone. Okay. Next, the school is very near. My daughter can walk to it. At all, the school, my daughter, subject to that, to, sorry, enough for two, ne, yeah, ma. At all, very near, to be a man. The school is Idoma Ejede Ejede Bima enough Layame Ina Bima for my daughter to walk to Kibare ideally Kubiabame. My father is very strong. He can lift the heavy vowels. My father subject he to do edido chanoga very good. My father is strong enough. I Ejede Bima enough Lame Bidoma to ba one subject to do ba. My mother is very smart. She can teach us English at home. And all my mother, she subject to that, to that, enough to know you, man. Very pure, man. My mother is smart enough to, but once again, teach us English at home. Say you lay my bed. My youngest sister is very intelligent. She can read English story. My youngest sister, the she subject to that, subject to that, do that. enough to know you, man value of Piyame, Jeroga, Bawane, Seyamasuro. My youngest sister is intelligent enough to reach English stories. Pipare. Mount A is very tall. He can reach the ceiling. Mount A, he near to do it. Very few women. At all. Mount A is tall enough to, but one say you know, to reach the ceiling. Okay, that's why you two blue here. In a two go blue here, so that go. And then you know, the little double tenet. General, exercise Okay, combine the following sentences according to the instruction given in brackets as in the example. Uma petare dying to demoro ibum tero. Gonema petare new judge de ya sentenego bombi bare. Okay, number one, the girl was not confident she could not perform well on the stage. To go enough to ne yama, enough to the adjective bima becalla, adjective go shall I bob ya. confidence ဆိုတာဒီ adjective ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က subject to လာကြည့်ရအောင် the girl she ဆိုတဲ့ subject to တယ်နောက်က to part 1နဲ့ဆက်ရမှာဆိုတော့ဒါလေးကိုမှတ်ထားလိုက်ပေါ့ဗျာခဲတာလေးနဲ့တူလို့မှတ်လိုက်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီ enough to the negative သဘောမှာပါတဲ့အတွက် negative နဲ့ negative အတိုင်းပဲတူကျွန်တော်တို့ကရေးရမှာအဲ့တော့ the girl was not confident enough adjective မှာ enough to perform well on the stage ဖြစ်ပါတယ် Uber was not well paid. He cannot keep his family in comfort. Uber သည်လာတာမကောင်းဘူး။ဒါကြောင့်မို့သူမိသားစုကိုသူကောင်းကောင်းမွန်မွန်တက်တက်တာတာမထားနိုင်ဘူးတဲ့။အဲ့တော့ enough to adjective နောက်မှာ kai ye မှာ adjective ကိုပြပြီးသူ့နောက်မှာ kai ye ဦးမယ်။အဲ့တော့ u ကျွန်တော်တို့က subject to လာကြည့်မယ်။ဒီမှာ Uber he ဆိုတဲ့အတွက် subject to တဲ့2 by 1နဲ့စဖို့အတွက်ပါပန်းကနေနောက်ကိုဆေးရေးဦးမယ်။ at all, Uber was not well paid enough to keep his family in comfort. Very easy one. The task work very difficult, it cannot be done without the help of others. At all, to do ma, to do general media very နေရာမှာတိထက်ပေး adjective ကိုကတ်လို့ရေး to by witness လို့ပေး subject to 242 subject to လာကြည့်ရအောင်ဒီမှာ the task ဒီမှာ it subject to တဲ့ to by 1ဆိုတဲ့နောက်ကကျွန်တော်တို့က be ဆိုတဲ့ power 1ကနေအနောက်ကိုဆေးရရမှာ very နေရာမှာတိထက်ပေးရမှာ the task was very near မှာတိထက်ပေး adjective ကိုကတ်လို့ရေးပြီးတော့မှာ to be done without the help of others ဖြစ်ပါတယ် the theory is very complicated i do not understand it okay very နေရာမှာ to ထပ်ပေး adjective ကိုကတ်လို့ရေးဒီမှာ adjective subject တူလားကြည့်မယ် the theory ဒီမှာက i subject မတူ subject မတူတဲ့အတွက် to for to နဲ့ရေးရမှာအဲ့တော့ the theory is very နေရာမှာ to ထပ်မယ် adjective ကိုကတ်လို့ရေးမယ် for me ဖြစ်တော့မယ်သူ့ကို object ပုံစံပြောင်းပေးရမှာ object pronoun for me to understand idea d ဖြစ်သွားပါမယ် okay next The room is not large. It cannot accommodate a hundred people. Enough to သုံးပါရတယ် အဲ့တော့ enough to the adjective နောက်မှာကိုက်ရမှာအဲ့တော့ adjective ကိုတွေးပြီး2 by 1နဲ့ဆက်ရမှာဆိုတော့2 by 1အနောက်ကဆေးရုံမဲ့ subject to လာကြည့်မယ်ဒီမှာ the room ဒီမှာက it subject to တယ်အဲ့တော့ enough to နဲ့ရေးရုံမှာပဲ the room is not large enough to accommodate 100 people ဖြစ်ပါတယ်ဒါမှ says and sometimes crowds my days when many activities i have no time to relax to to နဲ့ရေးရမှာ very near မှာ to type adjective ကိုကတ်လို့ရေး ဲ့တော့ adjective ကိုရှာ adjective ကတော့ဒီမှာ many ဆိုတော့ညာလဲသူက phrase ကြီးဖြစ်တဲ့အတွက် phrase ဖြစ်တယ်ဆိုရင် phrase like ခေါ်ခဲ့ပါ adjective ရဲ့အနောက်မှာပါတဲ့ phrase တိုင်းကိုခေါ်ခဲ့ရမှာဒီမှာ to ကြတော့ဒီမှာ adjective ရှိပြီမယ်အနောက်မှာတွေကျွန်တော်တို့ phrase တွေတခြားစလုံးတွေမပါလာဘူးအဲ့တော့ to to ရေးဦးမယ်ဒီမှာ difficult ဆိုတဲ့ adjective တစ်လုံးနဲ့တို့ညာလဲဒီမှာက adjective ကသူ့ရဲ့နောက်မှာ noun form ပါတဲ့အတွက်သူ့ကိုအတွဲလိုက်ခေါ်ရပါမယ်ပြန်တခုမှတ်ထားရမှာက to to ဒီ negative ရှိပြီ negative ဖြစ်နေပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာ not တွေကျွန်တော်တို့ ပြန်မပါလာဘူးပြီးရင်ဒီမှာလည်းကျွန်တော်တို့ not တွေပြန်မပါလာဘူးဒီမှာလည်းတည်ထားမယ်အဲ့တော့ဒီမှာကလည်း no တွေပြန်ပါလာလို့မရဘူး to မှာကိုမှ negative meaning ရှိနေပြီးသားကြောင့်မို့ပါအဲ့တော့ဘလိုရေးမလဲ i sometimes crowd my days when too many activities to have time to relax ဖြစ်ပါတယ် crowd ဆိုတာကပြစ်ကျက်ပြစ်ကျက်နေတာကိုပြောတာကျွန်တော်ရဲ့တနေ့ကကျွန်တော်ရဲ့နေ့တွေကနေ့ရက်တွေကအဲလှုပ်ဆောင်မှုတွေလှုပ်ဆောင်ကြရတယ်အများကြီးနဲ့ပြစ်နေနေတယ်ကျွန်တော်မှာ အနားယူဖို့တော့အချိန်တော့မရှိဘူးလို့ပြောတာအနားယူဖို့အတွက်ကျွန်တော်ကျွန်တော်ရဲ့နေ့တွေကဒီ activity တွေများစွာနဲ့ပြည့်နေလွန်းနေလို့ပြောတာဖြစ်ပါတယ် okay number 7ကိုတွားကြအောင်လို့ number 7 The cafe was very crowded. I couldn't find a place to sit. Okay, two to near year ma, very near ma two tape. Adjective go kalo ye two by one ne sit lo be. Subject me to two four two. the cafe subject i မတူဘူးဖြစ်တယ်မတူတဲ့ခါကျတော့ကျွန်တော်တို့က two for two နဲ့ရေးရမှာဒီဘက်က two by one နဲ့ဆက်ရမယ်ပုံအဲ့တော့ the cafe was very near my to the way adjective ကိုကတ်လို့ရေး subject မတူတဲ့အတွက် for me to find the place to sit ဖြစ်ပါတယ် The coffee powder is not very fine. It cannot dissolve in hot water enough to ne ye ma. အဲ့တော့ကျွန်တော်တို့ကဘာဝင်ရှာမလဲ? adjective ကိုရှာလိုက်. adjective ဖြစ်ပါတယ်. very တွေကတော့ဖြစ်ပါမယ်နော်. Okay. အဲ့တော့ပြီးရင် subject တူလားကြီးဒီမှာ the coffee ဒီမှာက it subject က2တဲ့အဲ့ဆို enough to know you မယ်2 part 1နဲ့ဆက်ရမှာဒီအနောက်က part 1ကနေဆက်ရမှာပါ modal verb တွေရဲ့အနောက်ကဒီ2 part 1 part 1နေပေါ့ဗျာပြောမှတိတိကျကျပြောမှဆိုတော့ verb 0တွေပေါ့အဲ့တော့ the coffee powder is not fine enough not ဒီပြောထားခဲ့လို့မရဘူး enough မှာက negative meaning ရှိဘူး2 2မှာပဲ negative meaning ရှိတာကြောင့်မို့ not တွေကိုဖြိုးရတာ the coffee powder is not fine enough to dissolve in hot water ဖြစ်ပါတယ် Okay number 9 there is little time we cannot finish the project ထူးထူးနဲ့ရေးရမှာအဲ့ဒီတော့ very near မှာထူးထက်ပေး very မပိုင်လဲကိစ္စမရှိဘူးသူကတော့ subject တူလားကြည်ဒီမှာ subject က that ဒီမှာက we subject လည်းမတူဘူးမတူတဲ့အတွက်242เนี่ยยีเอามาป่ะเปีย part 1เนี่ยอนาคตก็เสียยัดมาสรุป finish the project เออ တရားက adjective ကလက်ထက်တို့တော့ညာလဲခုနကတော့ number 6မှာလို့ပဲတွေ့ရတော့မှနောက်ပါတဲ့အတွက်ဒီ phrase like ကိုကျွန်တော်တို့ကခေါ်ရမယ်အဲ့တော့ there is too little time for a subject to do it to finish the project ဖြစ်ပါတယ် okay the last one my grandfather lives alone he could see his great grandchildren သူရဲ့မြစ်တွေပေါ့နော်မြစ်တွေကိုတော့တွေ့သွားခဲ့နိုင်တယ်တဲ့အဲ့တော့ my grandfather ဆိုတဲ့ subject ဒီမှာက he subject တူတယ်အဲ့တော့ဒီမှာကတော့ long ဆိုတာက adjective တော့မဟုတ်ဘူး adverb ဖြစ်တယ် adjective ဖြစ်စေ adverb ဖြစ်စေသူ့ရဲ့နောက်မှာပဲ enough ကိုထားရမှာအဲ့တော့ကျွန်တော်တို့က to be one ဆက်ရမှာဆိုတော့ဒီနောက်က see his great grandchildren ပေါ့ဗျာအဲ့တော့ my grandfather lived long enough to see his great grandchildren ဖြစ်ပါတယ် Okay ဒါဆိုရင်တော့အားလုံးစီမြသွားလိမ့်မယ်လို့ထင်တယ်။စီမံပီတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချက်ပေးပေးပါ။ ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်။အပန်းမကြည့်ရင်ကျွန်တော် channel လေးကို subscribe လုပ်ဖို့မြန်တန်ရက်ခံပါရစေ။ Bye bye